မင်္ဂလာပါကျွန်တော်တို့အခုလိုမျိုးဂမ်ပါမှာပိုစတာတစ်ခုဆွဲကြည့်ရမှာပေါ့နော်ဂမ်ပါမှာလည်းကျွန်တော်တို့အခုလိုမျိုးတဲ့အဲဒီဇိုင်းကားလေးတွေဖန်တီးလို့ရတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဂမ်ပါကိုတစ်ချက်သွားကြည့်ရမယ်ပထမဆုံးကျွန်တော်တို့ဂမ်ပါကိုဖွင့်ထားပါပေါ့နော်ဂမ်ပါကိုနှစ်ချက်နဲ့နှိပ်လိုက်မယ်ဂမ်ပါပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှတင်မလဲပေါ့နော်ဒီမှာဆိုရှယ်မီဒီယာဆိုပြီးတော့အတင်လိုက်ပါမယ် အဲ့ဒီထဲမှာမကျွန်တော်တို့ဒီဘက်မှာရှိတဲ့ဒီမှာအများကြီးရှိတယ်ပေါ့နော်ဒီကောင်လေးမှာ social media ဆိုမှကျွန်တော်မိုးဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ဒီဖက်ရှင်လေးမှာသူတို့ပေးထားတဲ့ဒီကောင်လေးပဲတစ်ချက်နှိပ်လိုက်ပါမနော်အာဒီမှာတခါလေးထားပြီးသားပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်မယ် Okay ဒီလိုလေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးသွားမှာဒီဖက်ရှင်လေးမှာအယောင်သွားဖြေရမှာမနော် အယောင်ဖြိုးဖို့သူ့ကိုတရှင်းနှိပ်လိုက်ပါကျွန်တော်ယူထားတဲ့စာရွက်ပုံမှန်ပဲအာမောက်ကိုကလေးတရှင်းနှိပ်လိုက်ရင်ရပါပြီပြီးတော့ရင်ကျွန်တော်ကနေပြီးတော့ဒီဘက်မှာကိုကြိုင်းနေတဲ့အယောင်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်မှာအပေါင်းနဲ့ပေးထားတဲ့ address new color ဆိုတာလေးကိုတရှင်းသွားပါမယ်ဒီဘက် channel မှာရှိတဲ့ color လေးကိုကိုကြိုင်းနေတဲ့ color လေးတစ်ခုခုတွားယူလို့ရပါတယ်နော်ကျွန်တော်ကဒီ color လေးယူလိုက်ပါမယ် โอเคပြီးသားတဲ့အခါကျလို့ရှိရင်ကျွန်တော်ကဒီဘက် channel မှာအာသွားမလဲ element ကိုတစ်ချက်သွားလိုက်မယ်ပေါ့နော် element မှာကျွန်တော်တို့ဘာကိုရွေးရမလဲဆိုလို့ရှိရင်အဲ BSO B ဆိုပြီးတော့ block ပေါ့နော်ပြန်ဒီဖက်ချန်လင်ကကိုကြိုင်းနေတဲ့အတခုခုကိုယူလို့ရပါတယ်ဒီဖက်မှာပါရစီအိုဆိုရင်လေစီအိုကိုနှဲကြည့်ပါနော် ဒီမှာ option မှာပါတယ်ဒီကောင်လေးတွေကကိုချိုင်းနေတဲ့အတကူကိုတော်ယူလို့ရပါတယ်ကျွန်တော်ကဒီကောင်လေးယူလိုက်ပါမော်နော်ပြီးဒီကောင်လေးယူပြီးရင်ကျွန်တော်ကဒီကောင်လေးကို share လိုက်မယ်ပြီးတော့ rotate လေးနဲ့နည်းနည်းလှည့်လိုက်ပါပြီးချီအောင်မယ် ိုချိုင်းနေတဲ့တယောက်ထားအောင်နော်ဒီကောင်းလေးကိုကြတော့ကျွန်တော်ကဒီလောက်လောက်လေးထားလိုက်တယ်ပြီးသားတဲ့အခါကျရင်ဒီကောင်းလေးမှလည်းအယောင်ပြောင်းမယ်ဆိုလို့ရှိရင်ဒီဘက် channel ကကိုချိုင်းနေတဲ့အပြောင်းမယ်ဆိုလို့ရှိရင်ဒီဘက် channel ကအပေါင်း adjust new color ကိုတွားယူပါနော်ခုနကလိုပါပဲပြင်ကိုချိုင်းနေတဲ့အယောင်ဒီဘက် channel မှာယူလိုက်ပါသူနဲ့ like ဖတ်မဲ့အယောင်လေးတွေယူပြရမှာနော်အဲဒီကိုလုံးမဲ့ပုံလေးကိုဒီဖက်ရှင်လေးမှာအပ်လို့တင်ထားလို့လိုအပ်တာမနော်ကျွန်တော်မှာအပ်လို့တင်ထားတာရှိတယ် လိုင်းကမကောင်းဘူးโอเคကြားလိုက်ပါနော်ကောင်းလေးရပြီဆိုလို့ချင်းကျွန်တော်ဒီ function လေးမှာပြလိုက်မယ်ပြလိုက်ရင်ဒီမှာ remove bg ဆိုတာလေးကိုခဏစောင့်ပြီးတော့အာသူက background ဖျက်ပေးမှာမနော်တခါလေး online နဲ့လောက်ထားတာဖြစ်တဲ့တပတ်ဒါမှမဟုတ် pro ဆိုလို့ရှိရင်ပိုကောင်းတယ်တကယ်လို့ pro မဟုတ်ဘူး free တွေပါတယ်သုံးတယ်ဆိုလို့ရှိရင်ဒီ ဖတ်မှာ remove background တော့ပါတော့ဖြတ်တဲ့အခါသူပတ်စံတောင်းပါလိမ့်မယ်ပေါ့နော်အစရင် depiction ဒီကောင်လေးကိုနည်းနည်းလောက်ကြည့်ပြီးတော့အခုနည်းနည်းလောက်ချလိုက်ပါမယ်ပြီးသားတဲ့အခါကျမှကျွန်တော်တို့ဒီကောင်လေးကိုဒီမှာ attack address ကိုချက်သွားမယ်ပြီးရင်ဒီနေရာလေးမှာဒီဘက်က shadow ဆိုတာလေးကိုချက်ယူပါမယ်နော်ပြီးသားရင် draw shadow ကိုယူပေးလိုက်မယ်ပြီးရင် draw shadow မှာကြတော့ကျွန်တော်တို့ဒီဘက်မှာ anchor လေးရှိတယ် အင်္ဂါဘယ်လိုပုံစံမျိုးထားမလဲဗောနဒီခေါင်းလေးနဲ့ရွှေပြီးတော့ကိုကြိုင်းတဲ့သက်တရားထားလို့ရပါတယ်ဒီတော့ဒီစတမ်းမှာဘလလအကွာဝေးထားမလဲဗောနခေပြီးရင်သူ့အောက်ကိုနင်းနေတော့ဆွေးရှာလိုက်ပါမယ်ခေဒီပုံစံလေးရိုက်ဗောနဒီပုံစံလေးရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရွေးရမှာနောက်ထုံး white gradient ဆိုတဲ့ကောင်ကာလာလေးတစ်ခုရွေးပြရမှာနော် element ကိုသွားပါ p under ခောက်ရှာလိုက်ပါနော် diffusion လေးကပြတိုင်းသူ့ကိုဒီဒီ graphy ဆိုတာလေးကိုရွေးပြပါနော် graphy ရွေးပြပြတိုင်း diffusion လေးမှာ line ကနေနေမကောင်းဘူး ဟမ်ဆောင်းပြလိုက်မယ်နော်လိုင်းမကောင်းဘူးကျွန်တော်โอเคဒီဘက် channel မှာကြာလာပြီပေါ့နော်ဒီမှာ gradient တွေကြာလာတယ်အဲ့ဒီကမှကျွန်တော်ဒီပုံစံလေးကြိုက်တယ်ဒီပုံစံလေးကြိုက်ပြီးတော့ဒီဘက် channel မှာ share ထားတယ်ပြီးသားရင်နောက်ထပ်တစ်ခေါက်ယူဖို့အတွက်ဒီဘက်အပေါင်းဆိုတာလေးကိုတိတ်နှိပ်လိုက်မှာပေါ့နော် duplicate ပြီးရင်ဒီကောင်လေးကိုကြာတော့ကျွန်တော်နောက်ဘက်ကိုပို့အောင်မှာဖြစ်တဲ့အတွက်ဒီကောင်လေး right click ချနေလိုက်မယ် ငါကလေးတစ်ချက်နှိပ်ပြီးတော့ဒီမှာ layer ဆိုတာလေးကိုတစ်ချက်သွားနော် layer မှာ show layer လေးကိုတစ်ချက်နှိပ်ပါပြီးကြရင်ကျွန်တော်တို့ဒီကောင်လေးကိုအောက်ဆုံးကိုပို့လိုက်ပါမယ်ဒါဆိုရင်သူရအောက်ကရောက်သွားပြီပေါ့နော်ဒီကောင်လေးကပြီးတာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့စာရေးမယ်စာရေးမယ်ဆိုလို့ရှိရင်ဒီမှာ task ပုံစံလေးရှိတယ်ပြီးရင် heading ကောက်စီလေးပေါ့နော်ပြီးရင်ဒီကောင်လေးကိုရှင်းလို့ရတယ်ဒီလိုဒီစာလုံးလေးတွေကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာအပေါင်းနဲ့အနှုတ်ရှိတယ်။ဒီကောင်လေးကသွားကြည့်လို့ရမှာမဟုတ်နော်။ โอเคဒီလိုလေးကြည့်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာ height ဆိုတာရေးပြလိုက်မလား height ဆိုကြမ်းမာရေပေါ့ပြီးရင်ဒီကောင်လေးကိုကြာတော့ဖောင်းဖောင်းဖောင်းအလားလေးပြောင်းမယ်ဆိုလို့ရင်ဒီဘက်ကအတန်ဆိုတာလေးကိုတစ်ချိန်ပဲ ဖောင်းလေးကနည်းနည်းရှည်တာဗျာဒီဖောင်းလေးကိုတစ်ချက်ယူပေးလိုက်မယ်ပြီးတဲ့အခါကြားလို့ချင်းဒီဘက်ကမြားလေးထောက်ထားတဲ့ species ဆိုတာလေးကိုတစ်ချက်သွားမယ်အဲ့ဒါဘလောက်လောက်အကွာဝေးသွားမလဲဗျာဒီကောင်လေးကိုနည်းနည်းလောက်ကြည့်လိုက်မယ်ပြီးရင်စာလုံးကိုနည်းနည်းလောက်သိလိုက်ပါမနော်စာလုံးကိုကြတော့စာလုံးအယောင်ကိုကြတော့အဖြူအောင်ပေးယူထားလိုက်ပါမယ်။ဒါဆိုရင်ဒီကောင်လေးဒီလိုလေးရပြီးပြန်ရိုတက်ရင်းနဲ့နည်းနည်းလှည့်လိုက်ပါမယ်နော်။ ည်းနည်းလောက်သိလိုက်ပါအောင်မယ်ပြီးသားတဲ့အခါကျရင်ဒီဘက်မှာအဖက်ဆိုတာလေးရှိတယ်အဖက်မှာကျတော့သူ့ကို shadow ဆိုတာလေးယူပေးလိုက်မယ် shadow မှာလည်းဒီဘက်မှာ distance ဆိုတာလေးနဲ့ကိုလိုသလိုရှင်မအောင်နော်ဒီကောင်းလေး okay ဒါဆိုကြတော့ဆိုရင်အရှင်ပြီပြီပြီးသားတဲ့အခါကျရင်ဒီဘက်ကအဖောင်းလေးနဲ့ဇာလုံးလေးကိုဒီဘက်အောက်ကိုနည်းနည်းရှာပြီးတော့ okay ဒီပုံစံလေးရေးလိုက်ပါမယ်နော်ပြန်ဒီကောင်းလေးကိုစာလုံး အယောင်ကိုကြာတော့ဒီ fashion လေးမှာအင်းသူနဲ့ live ဖမ်းမဲ့အယောင်တယောင်လောက်ယူလိုက်မယ်အပောင်းလေးကိုယူနော်ပြတိုင်းကိုလိုချင်တဲ့စာလုံးလေး sign လေးတွေဒီ fashion အတော့ယူလိုက်ပါပြီးရင်ဒီကောင်လေးမှာကြာတော့အဖက်မှာကြာတော့ဒီကောင်လေးကိုမထည့်တော့ဘူးနော် ီဆာလုံးကိုနောက်ထပ်ဆာလုံးဒီမှာကြာရိုးတန်းတန်းထင်မှဖြစ်တဲ့အတွက်ကျွန်တော်ကဆာလုံးဆိုင်ကိုကြာတော့ဒီ U R G E โอเคဒီပုံစံလေးထားမှာမနော်ပြီးသားတဲ့အခါကြာလို့ရှိရင်ဒီကောင်းလေးကိုအယောင်ပြောင်းပါမယ်အယောင်ပြောင်းဖို့အတွက်ဆိုရင်ဒီကောင်ကကိုယ်ချိုင်းနေသက်ရအယောင်လေးတွေထားယူလို့ရပါတယ်ပေါ့နော် ပြင် rotation နဲ့နည်းနည်းလောက်လေ့လိုက်ဆာလုံးဆိုင်လေးကိုနည်းနည်းလောက်ကြည့်လိုက်ပါမနော်ပြင်ဒီဘက် channel ကဖောင်းလေးပြောင်းမယ်ဆိုလို့ရှိရင်ဒီဘက် channel မှာဖောင်းလေးတွေရှိပါတယ်ကိုချိုင်းနေတဲ့အဖောင်းလေးတွေဒီဘက် channel မှာလာပြောင်းလို့ရပါတယ်ပေါ့နော်ပြင်ကျွန်တော်ကဒီကောင်လေးကိုအောက်ကိုသူ့ကိုဒီဒီ layer ရဲ့အောက်ကိုပို့မယ် ဆာရဲ့အောက်ကိုပိုအောင်မှဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်မှာလေယာဉ်ကိုရှင်းနေမယ်ပြီးတော့ရင် show လေယာဉ်လေးကိုရှင်းရွေးပါမယ်နော်ပြီးရင်သူ့ကိုဒီဆာလုံးရဲ့အောက်မှာထားလိုက်ပါမယ်ဒီနေ့တော့ချီလိုရသေးတယ်အခေဒီပုံစံလေးပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တစ်ခုသွားရှာမယ်ဒီပုံစံလေးမှာ element ကိုသွားလိုက်ပါမယ်ပေါ့နော် element မှာဘာရှားမလဲဆိုလို့ရှိရင် price ဆိုတာလေ PR price tag ဆိုတာလေးကိုပြပေးမယ်နော်ပြီးသားရင် division လေးမှာကျွန်တော်တို့ဒီကောင်လေး table အတွက်ဆိုလို့ရှိရင်ဈေးနှုန်းလေးတမ်းမှမို့အတွက်ပေါ့နော်အဓိကအဘလာ discount ပေးလေဒါလေးတွေပေါ့နော်ဈေးနှုန်းကဘလာလောက်ရှိတယ်ဒီလိုလေးတွေ table အတွက် ီဘက်ကကိုချိုင်းနဲ့တက်ရရွေးပါနော်ကျွန်တော်ကဒီပုံစံလေးယူလိုက်မယ်ပြီးတော့ rotate လေးနည်းနည်းနည်းလောက်လှိလိုက်ပါအင်းဒီလောက်သေးလိုက်မနော် okay ပြီးရင်ကျွန်တော်ကဒီကောင်လေးကိုအယံပြောင်းပါမယ်ဒီပုံစံလေးပြောင်းလိုက်မှာမနော်ပြီးရင်စာလေးရေးလိုက်မယ် task ဆိုတာလေးခိုးလိုက်ပါမနော် channel ကကိုချိုင်းနဲ့တက်ရရွေးပါကျွန်တော်ကတော့လေးစီရခိုင်နော် ဒါကြရင်ဟိုအာအော်ပေါ့နော်ပြီးရင်ဒီကောင်လေးမှာအယောင်လေးကိုကြာတော့အဖြေအောင်ရွေးပေးလိုက်ပါမယ်ဒီလိုဆာလုံးဖောင်းနေပါတယ်ရွေးမယ်ဆိုလို့ရှိရင်ဒီဘက် channel မှာပါတယ်ဖောင်းလေးတွေကိုတွားရွေးလို့ရပါတယ်နော် ခေဒီပုံစံလေးထားလိုက်ပါမယ်ပြီးရင်နောက်ထပ်စာကြောင်းကြောင်းယူဖို့အတွက်ဆိုရှိရင်ပြီးရင်ဒီပုံစံလေးကိုကြာတော့ကျွန်တော်ဘယ်လိုပုံစံမျိုးပြောင်းမလဲဆိုလို့ရှိရင်ဒီပုံစံလေးပေါ့နော်လက်လက်နဲ့ရေးထားတဲ့ပုံစံဟန်ပေါ့နော်ဟန် ဒီ question လေးမှာထားလိုက်မယ်ပြီးသားရင်ကျွန်တော်ကဒီကောင်လေးကိုအယောင်အဖြူအောင်ရေးလိုက်ပါဒါဆိုရင်ရိုက်ပါနော်နောက်ထပ်တစ်ခုရွေးရမှာကကျွန်တော်ဒီမှာ element key ကိုတစ်ချက်သွားလိုက်ပါမယ် element key မှာမှာကျွန်တော်ကဒီကောင်လေးပေါ့နော်ဒီကောင်လေးယူလိုက်မယ်ဒါကိုကျိုင်းနဲ့တက်ရတခုသွားယူလိုက်ပါဒီထက်ကပြည်တိုင်းဒီကောင်လေးကို blast နဲ့ဝါမယ် edit tree ကိုသွားပြီးတော့ကျွန်တော်တို့ဒီဘက် channel မှာ blur ဆိုတာလေးယူလိုက်မယ်ပြီးတော့ hop image ဆိုတာလေးကိုယူလိုက်ပါနည်းနည်းလောက်ဆွဲလိုက်ပါဟုတ်သွားပြီဗနာဒီနောက်ထပ်ပြန်ဆုပ်လိုက်မယ်ကိုထားခြင်းတဲ့နေရာလေးတွေမှာဒီကောင်းလေးတွေကိုလိုက်ထားပေးလိုက်ပါ ောက်ထပ်ယူမယ်ဆိုလို့ရှိရင်ဒီဘက်ကအပေါင်းခီးလေးတွေနဲ့တွဲယူလို့ရပါတယ်လေယာလေးတစ်ချက်အောက်ချလိုက်မယ်နော်ရှုပ်လေယာဒီတိုင်းဒီကောင်လေးကိုသူ့ရဲ့အောက်ကိုပို့လိုက်မယ် ခေဒါဆိုရင်နောက်ထပ်တစ်ခုရွေးရမှာမနော်နောက်ထပ်တစ်ခုကကြတော့ DOM ATO ကောင်းလေးရွေးလိုက်ပါမယ်ပြီးသားရင်ကျွန်တော်ကကိုကြိုက်တဲ့ဒီကကဖိုတိုဆိုရင်လည်းဖိုတိုပေါ့နော် SLICE โอเคပြီးသားရင်ကိုချိုင်းနဲ့တဲ့အရွေးဖို့အတွက်ဆိုလို့ရှိရင်ဒီဖက်ချန်လေးမှာအများကြီးရှိမှာမနော်ဒီကောင်လေးကိုယူလိုက်ပါမယ်ပြီးသားရင်ဒီမှာ remove pg ဆိုတာလေးကိုယူလိုက်ပါမနော်ပြီးရင်သူ့ကိုဒီမှာ edit ကိုသွားပြီးတော့ဘယ်ကိုသွားမလဲ black tree ကိုတစ်ချက်သွားမယ်ပြီး hockey ပေါ့နော်နည်းနည်းလောက်ဝါလိုက်ပါမယ်ပြီးဒီဘက် down လေးတွေမှာကျွန်တော်တို့ထည့်ပေးလိုက်ပါမနော်နည်းနည်းလောက်အသက်ဝင်သွားအောင်ဒီဘက်ချန်လေး အပေါင်းကလေးကိုထန်လိုက်လိုက်ပါနော်အပေါင်းကလေးထန်လိုက်ပြီးတော့ဒီဖက်ချန်လေးမှာထည့်ပေးပါ อเคဒါဆိုရင်ရပြီဗောနော်ကောင်းလင်းမှာဆိုလို့ရှိရင်ဒီဘက် channel မှာတစ်ခုထည့်လိုက်အောင်နော်โอเคဒါဆိုရင်ပြီးသွားပြီဗောနော်ဒီကောင်းလင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်းလင်းကိုပါလုပ်လို့ရလဲဆိုလို့ရှိရင် share မှာဗောနော် share မယ်ဆိုလို့ရှိရင်ဒီမှာ share share ဆိုတာလေးကိုနိုင်မယ် download ဆိုတာလေးနိုင်မယ်ဘယ်ဘယ်လိုပုံစံမျိုးမှာလဲဗောနော်ဒါအကြတော့ကျွန်တော်ကနေပြီးတော့ GP ယူလိုက်မယ်ပြီးရင် download ဆိုတာလေးကိုနိုင်ပြင်မယ်ဗောနော် တော်တော်နှဲ့ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုဘယ်မှာတိုက်မှာလဲဗောနာတကယ်လို့နာမည်ပေးခြင်းတယ်ဆိုလို့ရှိရင်ဒီခေါင်းလေးကိုဒီရှက်နာမည်ပေးလို့ရပါတယ်ပြီးသားတဲ့ကျွန်တော်တို့ save ဆိုတာလေးနှိမ့်လိုက်ပါအရှင်ကျွန်တော်တို့လောက်လိုက်တဲ့ခေါင်းကဒီပထေရောက်သွားလဲဒီလိုပုံစံမျိုးရတော့မှာနော်โอเคဒါဆိုရင်အားလုံးပဲအရှင်ပြင်လို့ထင်တယ်အားလုံးအရှင်ပြင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်